င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ Photoshop နဲ့ဓာတ်ပုံပြင်ပြီးတော့ print ထုတ်တဲ့နည်းလေးကို share လုပ်ပေးချင်ပါတယ်။အဲ့တော့ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော် post ဓာတ်ပုံလေးပေါ့နော် post ဓာတ်ပုံလေးတွေကိုကျွန်တော်တို့ဒီညနာလေးတွေ show မယ်လိုအပ်တဲ့နေရာလေးတွေမှာတော့အလင်းမောင်ချိန်တာလေးတွေအသားရေ show တာလေးပေါ့နော်အားလုံးပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးဒါကတော့ကျွန်တော် post ပုံဖြစ်တဲ့အတွက် A4 ထဲမှာကျွန်တော်၄ပုံဆန်းအောင်ထုတ်မှာဖြစ်ပါတယ်။အဲ့တော့ကျောဒီလိုမျိုးဓာတ်ပုံလေးတွေချိန်ထုတ်ရှင်တယ်ပရင်ထုတ်ရှင်တယ်ဆိုလို့ရှိရင် short video လေးကိုအရင်ဆုံး စဆုံးလိုက်ကြည့်ပေးပါနော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီဓာတ်ပုံလေးကိုဒါကျွန်တော်တို့ပိတ်လိုက်မယ်နော်ပိတ်လိုက်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးခေါ်ထည့်လိုက်ပါမယ် control ရဲ့ o ရဲ့ဓာတ်ပုံလေးတွေဖိုင်ထဲကနေပြီးတော့ခေါ်ပြီးတော့ထည့်လိုက်ပါမယ်ကျွန်တော်တို့ဒီဓာတ်ပုံလေးတွေယူလိုက်မယ်နော်ဒီမှာရှိတဲ့ဓာတ်ပုံလေးတွေလိုက်ပြီးတော့ရှင်းပြပါဟုတ်ကဲ့ဒီမှာဓာတ်ပုံလေးတွေရှင်းပါတယ်ဒီတဲ့ဒီတဲ့အစဉ်ပြတဲ့ဓာတ်ပုံလေးပေါ့နော်လိုက်ပြီးတော့ရှင်းပြပါပြီးရင်အန်တာကိုနှိပ်လိုက်ပါနော်ဟုတ်ကဲ့နှိပ်ပါ โอเคဒါဆိုရင်ကျွန်တော်ဓာတ်ပုံလေးပြင်လိုက်ပါဘောနော်ဓာတ်ပုံလေးပြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီစာမဏအတ္တလေးတခုခေါ်ပါမယ်ကွန်ထိုးရဲ့အန်ရဲ့ဖေဖို့စာမဏလေးတခုခေါ်ပေးလိုက်ပါဖေဖို့စာမဏလေးခေါ်ပြီးသွားပြီဆိုလို့ရှိရင်ဒီဆိုရှင်တော့ရထားပါဘောနော် RGB ထားပြီးရင် create ဆိုရလိမ့်နေလိုက်ဒါဖေဖို့စာမဏလေးတခုပြီးသွားပါပြီဖေဖို့ထဲမှာကျွန်တော်တို့လိုအပ်တဲ့ဒီဓာတ်ပုံလေးတွေကိုထည့်ပါမယ်အဲ့တော့ဓာတ်ပုံကိုကျွန်တော်တို့ A4 ထဲမှာမထည့်ခင်လိုအပ်တဲ့ပုံစံပြင်ပါမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် ဒီစာတန်းလေးပေါ့နော်ဒီမှာတချို့စာတန်းလေးတွေပါနေရဲ့နောက်တစ်ခုကဒီမျက်နှာလေးတွေပေါ့နော်အမျက်နှာလေးတွေရေးကြနေတဲ့နေရာလေးအလင်းမဲ့အလင်းမှောင်နေတဲ့နေရာကိုကျွန်တော်လင်းလာအောင်လုပ်မယ်အလင်းလုံးဝကျရောက်နေတဲ့နေရာကိုလည်းအဲနည်းနည်းလေးတွေရှော့ပါပေါ့နော်အဲ့တော့ဘယ်လိုမျိုးသုံးရမလဲဆိုရင်ကျွန်တော်တော့ skin finder လေးထည့်ထားပါတယ်အဲ့တော့ skin finder ကကျွန်တော်ဖယ်တာတဲ့ဟာဖယ်တာတဲ့ဟာဒီ photo do box ထဲမှာ skin finder ဆိုတာလေးရှိပါတယ်ကျွန်တော် skin finder လေးကိုတုံးပြပေးသွားမှာဖြစ်ပါတယ် โอเคကျွန်တော်ဒီစကေးဖိုင်နာလေးပွင့်လာပြီဆိုလို့ရှိရင်ဒီညာလေးမှာတစ်ချက်ကြည့်ပါเนาะဒီဒီအောက်ကိုဆွဲလိုက်ပါเนาะအောက်မှာကျွန်တော်တို့ဒီစကင်တုံးဆိုတဲ့နေရာလေးရှိပါเนาะအဲဒီအောက်နာလေးမှာစကင်တုံးဆိုတာလေးရှိအပေါ်မှာလည်းရှိပါเนาะအဲဒီထဲကမိမိတို့စိတ်ကြိုက်ပြင်လို့ရပါတယ်အဲ့တော့ဓာတ်ပုံလေးကိုကျွန်တော် share လိုက်မှာဒီဒီမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ share လို့ရပါเนาะအပေါင်းလေးကိုနှိပ်ပြီးတော့ share လိုက်ပါ share ပြီးတော့ကျွန်တော်ကဒီအလင်းရောင်များနေတဲ့နေရာပဲပေါ့နော်။ဥမာ bright ဆိုလို့ရှိရင် data ကြီးတောက်နေမှာပေါ့နော်။ သူနည်းနည်းလေးရှော့အောင်လုပ်မယ်ပြီးတော့လို့ရှိရင်အဲကြောင့်ဒီမှာ share row ပေါ့နော် share row ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလင်းနေတဲ့နေရာတွေကိုမှောင်တာလင်းနေတဲ့နေရာတွေကိုသူကရှော့ပေးရပါတော့အဲသူကကြတော့ highlight ကကြတော့ကျွန်တော်တို့ကမှောင်နေတဲ့နေရာတွေကိုသူကလင်းရောင်ထည့်ပေးမှာဖြစ်ပါတယ်မှောင်နေတဲ့ဒီအရေးကြနေတဲ့နေရာလေးတွေကိုလင်းရောင်ထည့်ပေးပါလိမ့်မယ်အဲတော့နည်းနည်းစီကျွန်တော်ပြင်လိုက်ပါမယ်အရင်ဆုံးဒီနေရာလေးကိုနည်းနည်းရှော့ပါမယ် share row ဒီ share row ကို ရှော့ပါမယ်ရှယ်တော့ရှော့ပြီးတော့ဒီ drive တက်ကိုနည်းနည်းတင်ပါနော်တိုင်းများသွားလည်းမကောင်းပါဘူးနော်ကျွန်တော်ဒီလိုမျိုးလေးချိန်ပါပြီးတော့လည်းချိန်ဒီ chrome နဲ့တော့ schedule အ brightness ဆိုရင်လည်းကျွန်တော်နည်းနည်းရှော့လိုက်ပါပဲဒါကြီးရင်းနေဆိုရင်လည်းတော့ကိုယ့်ရဲ့ dashboard ကဖြူဖက်ဖက်ကြီးဖြစ်နေပါဘူးနော် okay saturation မှာကြတော့ကိုယ့်ရဲ့ setting ကထပ်ပြီးတော့ပြင်လို့ရကျွန်တော်တို့ဘယ်လိုမျိုးပုံလိုချင်တာလဲဒီလိုမျိုးလိုချင်တာလားနော်ပုံမှန်တော့ဒီနားလေးမှာအပြရဲ့အစိမ့်ရောင်လေးရဲ့နည်းနည်းလေးဆက်နေတယ်မြင်ကျွန်တော်ဒီဘက်ကလေး ထားပြလိုက်ပါမယ်။ Okay ခုနကမှဆိုရင်လည်းဒါပြင်ချင်ပြင်လို့ရပါတော့။ခုနကမှဆိုရင်လည်းကြောပြင်ချင်နေဆိုရင်ပြင်လို့ရပါတယ်။အဲ့တော့နည်းနည်းစီကစားပေးပါတော့။ဒါအရင်လုံးဝများသွားရင်လည်းမကောင်းပါဘူးနော်။ဒါဆိုရင်ဒီ before ဆိုတာလေးကိုနှိပ်ပြီးတော့ကြည့်လိုက်ပါ။ဒါဆိုရင် sort ဆိုတာလုံးဝဓာတ်ပုံဖြူခတ်နေနော်။ဒါ sort ပုံစံအခုကျွန်တော် click လွတ်လိုက်တာနဲ့အခုဒါပြင်လိုက်တဲ့ပုံစံ။ Okay ဒီပုံစံလေးရပါလိမ့်မယ်။ပြင် okay ဥပေးလိုက်ပါ။ okay ဥပေးလိုက်နော်။ ။ Okay ကိုပေးပြီးသွားရင်ဒါခဏလေးစောင့်ပဲလာမယ်နော်ခဏလေးစောင့်ရင်ဓာတ်ပုံလေးအဲဒီဟိုကနဲ့ပြင်ပြီးသားတယ်အားလေးနော် second finder နဲ့ပြင်ထားတာလေးရလိမ့်မယ်။ဒီအောက်မှာရှိတဲ့စာတန်းလေးကိုဖြောက်ပါမယ်။ဘယ်လိုမျိုးဖောက်ရမလဲဖြောက်လို့ရလဲဆိုလို့ချက်တော့ဒီ group net away tool လေးနဲ့ဖြောက်ပါ။ damage tool အနေနဲ့ဒီတခြား tool တွေလည်းအဆင်ပြေတဲ့ tool တွေနဲ့သုံးလို့ရပါတယ်။ support any bread tool တို့ဒီ pass selection tool တို့ပေါ့နော်ဒါလေးဒါဆိုလည်းသူက first 2ဆိုရင်ဒီကောင်းတဲ့အသားပေါ့နော်ကောင်းတဲ့အသားလေးကိုကျွန်တော်တို့ကအဲ ဒီဒီဖဲခြင်းတဲ့ဟာကိုကျွန်တော်ကဒီကောင်းတဲ့နေရာပေါ်မှာဒီလိုမျိုးလေးချွတ်ချလိုက်တယ်ဆိုလဲစစ်ပြပါတယ်ပြီးနောက်တစ်ခါကိုနဲ့အဝဲတူကိုနဲ့အဝဲတူမှာလဲကျွန်တော်သုံးလို့ရတယ်ပါကိုနဲ့အဝဲတူပါနော်ကိုနဲ့အဝဲမှုတူကျွန်တော်တို့ ပြင်ခြင်းတဲ့ဟာလေးကိုကျွန်တော်တို့ကဆလမတ်ဆလမတ်ပြီးတော့ဒီလိုမျိုးလေးချွတ်ပေးလိုက်ပါအဲ sorry သူကကြတော့ ဒီကောင်းတဲ့ဟာပေါ့နော်ကောင်းတဲ့နေရာကိုသူ့ကိုကွန်ထရိုးဆက်ခေါ်လိုက်မယ်နော်ကောင်းတဲ့နေရာကိုကျွန်တော်တို့ကဒီဟာလေးကိုစထုတ်มาဖြစ်ပါတယ်အဲ့တော့ဒီနားမှာရှိတဲ့ကောင်းကွန်းတဲ့ဝဲတူလေးကိုဆက်လက်မှတ်လိုက်မှတ်ပြီးတော့ဒီဘက်မှာဒီလိုမျိုးလေးအကျင်ပြတာအန္တာခောက်လိုက်ပါနော်ပြီးရင်ကိုတို့ဒီ selection ဖြုတ်ကိုနဲ့ဝဲတူလေးတို့ဒီကောင်းတဲ့နေရာနေပြီးတော့ selection လေးယူပြီးရင်ကျွန်တော်ဒီဘက်မှာအချက်နေအန္တာခောက်ပေးလိုက်ပါကိုထိုးရဲ့ဒီရဲ့ selection ဖြုတ်ပါနော်ဒီလိုမျိုးလေးဇုံလိုက်ရပါတယ် အဲ့တော့ကျွန်တော်တို့ကဒီဖြောက်ချင်တဲ့ဟာတွေကိုလည်းဒီလိုမျိုးစာတန်းတွေကိုလိုချင်တဲ့ပုံစံတိုင်းဖြောက်လို့ရပါတယ်နော်ပြီးရင်ကျွန်တော်ဒီတီဇက်ပေါ်လေးကို size ရှင်းပါမယ်ခရော့ဒူးနော်ကျွန်တော်ကဒီ A4 ပေါ်မှာဒီ A4 ထဲမှာ၄ပုံထုတ်ရှင်တာဖြစ်တဲ့အတွက်ကျွန်တော် post ထားလို့မရပါဘူး A4 ရဲ့စာမျက်နှာ control order စီရဲ့ကြည့်လိုက်မြင်တာ A4 ရဲ့စာမျက်နှာက size က level 1 193 8.27 level 1 193ရောတွဲမပြည့်ဘူးပေါ့နော်တွဲမပြည့်တဲ့အတွက်ကျွန်တော်တို့က post ထားမယ်ဆိုရင်ဒါ မဆန့်ဘူးပေါ့နော်ဖိုးစစ်ထားမယ်ဆိုရင်ပြဿနာကတော့ကျွန်တော်ကဒီ debt ပုံကို5.7 full လောက်ထားလိုက်ပါမယ် crore 2ကိုတစ်ချက်နှိပ်ပါဒီမှာ crore 2လေးရှိပါတယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ full in share 5.7 share ပေါ့နော်အခုဆိုရှင်300ထား300ထားပြီးသွားရင်အန္တာခောက်လိုက်အန္တာခောက်ပြီးသားဒီ debt ပုံလေးကိုလာခဲ့ပါ debt ပုံလေးကိုကိုလိုတဲ့အတိုင်းပြင်ပါကြောဒီတောင်လေးကနေပြီးတော့ကျုပ်မှလာအချက်မှလာဒါ next row အနေနဲ့ကိုလိုချင်တဲ့ပုံစံလေးတွေကိုချိန်လို့ရတယ်နော် โอเคဒီလိုမျိုးလေးပြီးသားပြီဆိုလို့ကျင်ဒါကျွန်တော်တို့အန်ဒါခောက်ပြလိုက်ပါတော့ဒါဆိုရင်ကျွန်တော်တို့ရဲ့ဓာတ်ပုံလေးဟာ post ဓာတ်ပုံလေးဖြစ်သွားပါပြီအဲ့တော့ဒီဓာတ်ပုံလေးကိုကျွန်တော်တခါတည်း A4 စာမျက်နှာထဲမှာထည့်ပါမယ် control A ရဲ့ select map ပါ control C ရဲ့ copy U ပါ control ရဲ့ W ရဲ့ fade ပါအစစ်တော့ဗောနော်ဒီတော့ရင်ကျွန်တော်တို့ဒီ A4 စာမျက်နှာထဲမှာ control ရဲ့ V ရဲ့နေရာချပါပြီးတော့ရင် control ရဲ့ T ရဲ့နှိပ်ပါ control ရဲ့ T ရဲ့နှိပ် control ရဲ့ T ရဲ့မနှိပ်လည်းရရနော်ရွှေ့ရပါနော် ကိုထိုးရဲ့ဒီရဲ့နှိမ့်လဲရတယ်မနှိမ့်လဲရနော်အဲ့တော့ဒီမှာဓာတ်ပုံလေးကိုဒီပို့လိုချင်တဲ့ပုံစံတိုင်းလေးလိုက်ပြီးတော့ရွှေ့ပြီးပေါ့နော်အဲ့လိုပြည့်လေးရွှေ့ပြီးရတယ်ဒါကလို့မက်ဆီတို့အနေနဲ့ဓာတ်ပုံကိုအွန်လိုင်းစတုတ်လိုင်းကြီးထည့်ချင်တယ်ဆိုရင်ထည့်လို့ရတယ်ဓာတ်ပုံပေါ်တစ်ချက်နေဓာတ်ပုံလေးရာမှာနှိမ့်ပြီးတော့သူ့ရဲ့နောက်မှာနှစ်ချက်နှိမ့်လဲရပါတယ်နောက်တစ်ခုကဒီအောက်မှာ half face ဆိုတာလေးကိုနှိမ့်လဲရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဓာတ်ပုံလေးရာမှာနှစ်ချက်နှိမ့်လိုက်တယ်နော်ဟုတ်ကဲ့ဒီစတုတ်ဆိုတာလေးရှိပါတယ်အဲဒီမှာတော့ဓာတ်ပုံထဲမှာ ဒီစတုပ်လေးဝင်သွားမှာဖြစ်ပါတယ်ဒီမှာเนาะဟုတ်ကဲ့တော့စတုပ်ကိုဒီလေးစိတ်ကြိုက် ကာလာတွေကိုကိုကြိုက်တဲ့ကာလာနဲ့ကျွန်တော်တို့ပြောင်းလို့ရပါတယ်ကျွန်တော်တို့အနက်ရောင်လေးထားမယ်ဒီတော့စတုပ်ရဲ့ပေါင်လိုင်းအထူလေးကိုဒီမှာလာပြီးတော့ size ဆိုတဲ့နေရာမှာပြင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့3ထားလိုက်ပါမယ်3တော့ထားလိုက်ပြီเนาะဒီ okay ပြီလားအဲဒါဆိုရင်ဒီလိုမျိုးလက်ပေါင်လေးဒီပုံရသွားမှာဖြစ်ပါတယ်နောက်တစ်ခုနောက်တစ်ပုံဆိုလဲကျွန်တော်ကိုလိုချင်တဲ့အားလေးတွေစိုက်ချိန်မဲ့ဒါအနည်းမောင်တော့ကျွန်တော်မချိန်တော့ဘူးဒီမှာဆိုရင်ဒါလုံးဝအဆင်ပြေနေတဲ့ပုံစံပေါ့နော်ခရော့တူးနဲ့ ဒီ crop 2လေးကိုနှိပ်ပါ size ချိန်ပါမယ်အဲဒီအပေါ်ပိုင်းလေးကိုအောက်ပိုင်းအောင်ဒီကအဲ sorry ကျွန်တော်ကဒီဒီအောက်ကပုံစံလေးကိုဒီအောက်ခါပိုင်းမှာပါအောင်ကြည့်ပါမယ်နော်ဒီအနာခေါက်လိုက်ပါနော်ပြီးတော့ရင် control a control c control ရဲ့ w ပြိပါမယ်ဒီ a ဖို့စာမလာတဲ့မှာ control ရဲ့ c ရဲ့နေရာချပါ okay ဒီနေရာလေးမှာဒီလိုမျိုးလေးရှာပေးလိုက်ပါနော် okay ဒါဆိုလို့ရှိရင်ဒီခါလေးကျွန်တော်ညှိလိုက်နေနော်ဒီရင်သူ့ကိုဒီ id layer 2ကို nested နေ စတုပ်စွာလေးကိုနေပြီးရင်ဒီမှာအကုန်လုံးချိန်မိတာတဲ့အတွက်အနာခေါက်လိုက်နောက်တစ်ပုံထပ်ယူပါမယ်ခရော့ဒူးနဲ့စိုက်ချက်ပါမယ်တပ်ဖို့နော်ကျွန်တော်မပြင်ပြတော့နော်โอเคခရော့ဒူးနဲ့စိုက်ချက်မယ်ပြီးရင်အနာခေါက်ပါအပေါ်အမှန်ကြီးလေးကိုနေလိုက်ကြနော်ပြီးရင် control a control c control w ရဲ့ပိတ်ပါမယ် control ရဲ့ v ရဲ့နေရာချပါပြီးသွားလို့ရှိရင် sorry ဒီမှာ escape လောက်လိုက်မယ်ဝီယိုနေပါနော်မူဒုတိယလေးကိုနေလိုက်ပါ ခရတူကြီးလိုက်ပါနေတဲ့တွေ့ဒီမှုတို့နေလဲပေါ့နော်ဒါမှုတို့ပေါ့နော်โอเคဒီပေါ်မှာကျွန်တော်ကဒီလေယာသတိပေါ့နော်ဒီဓာတ်ပုံကလေယာသတိဖြစ်ပါတယ်နှစ်ချက်နေလိုက်ပါโอเคဒီစတုပ်ဆိုလေးနေပြီးတော့โอเคကိုပေးလိုက်ပါနော်โอเคရဒီမှာဖြစ်ပါတယ်โอเคစတုပ်လေးအချိန်ကြာပြီနောက်တစ်ပုံထပ်ပြီးတော့ပြင်ပါမယ်အဲဒီပုံလေးကိုကြာတော့ second final လေးနဲ့ထဲတာထဲမှာရှိတယ်ပိုတိုဒူပေါက်တဲ့တော့ second final အဲ့တော့ mesto အနေနဲ့ဒီ second final software လေးကတွဲထားမှရှိမှာပေါ့နော် second final ကို waterman နေပါနေတဲ့သူတွေအတွက်အဲကျွန်တော်ရဲ့ဒီ second final ကတော့ waterman နေမှာပေါ့ပေါ့နော် maestro အနေနဲ့ဒီ second final ဆိုရင်ဒါဝယ်သွားတဲ့ပုံစံမျိုးလေးတွေရှိပါတယ်အဲ့တော့ maestro အနေနဲ့လုံးဝ free သုံးခြင်းနေဆိုရင်အဲကျွန်တော်ကို comment လေးမှာ second final လို့ရေးခဲ့ပေးပါဒါ second final နဲ့ second final ထည့်သွင်းတဲ့နည်းလေးကိုအဲကျွန်တော်တင်ပေးပါမယ် second final ကိုဒီ free version ပေါ့နော် free version ကြောင့်တင်ပေးပါမယ်အဲ့တော့သိကြတယ်ဆိုရင် comment မှာ second final လို့ထည့်ပေးခဲ့ပါ တော့ဒီဈာပေါ်မှာဆိုရင် second final လေးနဲ့ကျွန်တော်ထပ်ပြီးတော့ပြင်ပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အောက်မှာဆွမ်းနာကျွန်တော်ပြောခဲ့တဲ့ပုံစံလေးဒီမှာ who လို့ situation bright corner ပေါ့နော် shadow ဒီမှာ highlight ကုလိုချင်တဲ့ပုံစံလေးတွေထပ်ပြီးတော့ချိန်ပါမယ် highlight မှာဆိုရင်လည်းကျွန်တော်အလင်းများနေတာကြီးများနေဆိုလဲ short ပါအလင်းတွေတာကြက်ရောက်နေတဲ့နေရာကို short မယ် shadow ကကြတော့လည်းဘက်ကိုတင်ပါလဲပေါ့နော်အမှောင်နေတဲ့နေရာကြီးတင်ပါလားလင်းနေတဲ့အလင်း short ပါလားပေါ့နော် shadow လေးဆို ဒီကားတော့ဒီဘက်ကိုပြင်ပေးလိုက်မယ် highlight ကိုနည်းနည်းချော်ပါမယ် okay ဒီတော့အရင်ကဒီ content တို့ bright တို့ပေါ့နော်ဒါရည်လည်းနည်းနည်းလိုက်ပြီးတော့ချော်ပါ okay ပြင် okay လေးကိုပေးလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဓာတ်ပုံလေးက second final လေးနဲ့ပြင်လို့ပြသပါပြီပြီးရင် site ဖြတ်ပါမယ် c crow 2နဲ့ site ဖြတ်မယ်ပြီးရင်ကိုလိုချင်တဲ့အတိုင်းပြင်ပြီးရင်အနောက်ခေါက်ပေါ့နော်ဒီတော့ကျွန်တော်တို့ control a ဆလဘေးကွန်ထိုးစီကော်ပီယူကွန်ထိုးရဲ့ W ရဲ့တွေ့ပါမယ်။ကွန်ထိုးရဲ့ V ရဲ့နေရာချပါမယ်။ဒီနေရာလေးမှာနှစ်ချက်နှိပ်ပါ။နေရာဖိုးဆိုတာလေးကိုနှစ်ချက်နှိပ်ပါ။ဓာတ်ပုံနေရာနေရာဖိုးမှာနှစ်ချက်နှိပ်ပြီးတော့စတုပ်ထည့်ပါမယ်။ကျွန်တော်တို့ကဒီစတုပ်ထည့်ပြီးတော့ OK ကိုပေးလိုက်ပါတော့။အောက်မှာရှိတဲ့ F8 ကိုနှိပ်လည်ရပါတယ်။ F8 ကိုနှိပ်စတုပ်ဆိုတာလေးကိုနှိပ်ပြီးတော့သုံးလို့ရပါတယ်။အဲ့တော့ဒီပုံစံလေးကိုကျွန်တော်ကဒီလိုမျိုးရွှေ့ပေးလိုက်မယ်နော်။ OK ။အဲ့ဒါဒီမှာဓာတ်ပုံနဲ့ဓာတ်ပုံကိုကျွန်တော်ညီအောင်ရွှေ့ပြရမှာဖြစ်ပါတယ်။ အတော့ဒီနေရာလေးမှာရော့ဒီလိုမျိုးလေးထားပြလိုက်နော်โอเคဒါဆိုရင်ကျွန်တော်ဓာတ်ပုံလေးထုတ်လို့ရတယ်ပေါ့နော်ဒါလေးတွေကိုချိန်လိုက်ပြီးတော့ညှိပေါ့နော်ဟိုမာဂျင်လေးလိုက်ညှိတာโอเคဒီလိုမျိုးလေးအားလုံးဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော် print ထုတ်တော့မှာဖြစ်ပါတယ်အဲ့တော့ print ထုတ်တော့မယ်ဆိုရင် mouse တို့အနေနဲ့အတိကဒီဟာလေးပေါ့နော် control ရပြီးရနေပါ file ထဲမှာရှိတဲ့ print ကိုနှိပ်လိုက်ရပါတယ် file ထဲက print ဆိုတာလေးကိုနှိပ်ပါ ဒီမှာ print ဆိုပြီးရှိပါเนาะ shortcut က control p အဲ့တော့ print ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်ကဒီမှာ command ဆိုပြီးတော့ထားပေးလိုက်မယ်ကျွန်တော်၅ခုဖြစ်နေပါမယ်အဲ့တော့ message အနေနဲ့ဒီ print setting copy name မှာကျွန်တော်ကတစ်ခုလေးထုတ်မှာဖြစ်တဲ့အတွက် command ဆိုပြီးတော့ထား print setting ကိုနှိပ်ပါ print setting လေးမှာဆိုရင်ကျွန်တော်ဘယ်လိုပါပြင်ရမလဲဆိုရင်ကြည့်ပါမယ်အဲ့တော့ကျွန်တော်ကဒီ a4 ရ landscape ဖြစ်နေเนาะအဲ့တော့အရင်ဆုံး document size ကို a4 ထား a4 ရွေးပါเนาะပြီးတော့ဒီမှာ portrait portrait ကိုရွေးပါเนาะ portrait ဆိုရင်ဒါဒီလိုမျိုးလေးပြင်လာလိုက်မယ် အထောက်အလိုက်လေးဖြစ်သွားလိမ့်မယ်နော် okay ကိုပေးမှဖြစ်မှာပါပြီးရင်ကလာ epsilon ဒီ paper တိုက်နေရမှာကကျော်ကဒီ epsilon map တို့ဒါမှမဟုတ် photo paper တို့ကိုရွေးရွေးပြီးသွားရင် quantity ရဓာတ်ပုံသားဖြစ်တဲ့အတွက်ကျွန်တော်တို့ height ကိုရွေးပါတယ် height ပြီးရင် color နဲ့ထုတ်မှဖြစ်တဲ့အတွက် color ကိုရွေးအဲဒီ base store နေဒီမှာတစ်ခုရှိတာကဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံသားပေါ့နော်အဲဒီမှာကျွန်တော်ပြပါမယ် ဘရင်ထုတ်တဲ့အခါမှာဒီလိုမျိုးမာဂျင်လေးနည်းနည်းပဲကျန်တယ်ဆိုလို့ရှိရင် price တို့ကဘလို့ဖြစ်တတ်လဲဆိုလို့ရှိရင်ပရင်ထုတ်တဲ့အခါမှာဟို cyber ကြီးကစောင်းတာမျိုးတွေအဲပေါင်လိုင်းကိုကျွန်တော်မာဂျင်လေးကဒီလောက်ဒီလောက်လေးကျန်ပေမဲ့အပြေမှာထုတ်လိုက်တဲ့အခါမှာဟိုမာဂျင်တွေကတအားများနေတာမျိုးတွေမညီရမျိုးတွေစောင်းနေတာမျိုးဖြစ်တတ်တယ်အဲ့တော့မာဂျင်ကျွန်တော်တို့ကအပြည့်လိုချင်တယ်ဆိုရင် control ရဲ့ PA နှိပ်ပြီးတော့ကျွန်တော်ဒီ border less ဆိုတာလေးကိုအမှန်ကြီးရှိပေးပါ အဲဒီမှာဘောဒါလက်ဆိုတာလေးရှိပါတယ်။အဲဒီအမှန်ကြီးရှိပေါ့နော်။အဲဒီမှာမြင်ရလားမသိဘူးနော်။ဒီမှာဘောဒါလက်ဆိုတာလေးအမှန်ကြီးရှိပြီးတော့အိုကေကိုပေးလိုက်ပေါ့နော်။ပြီးရင် print ဆိုတာလေးနှိပ်လိုက်ပါ။အဲကျွန်တော်ကတော့မထုတ်တော့ဘူးပေါ့နော်။ print ဆိုတာလေးနှိပ်ပြီးတော့တပ်ပုံလေးစပြီးတော့ထုတ်လို့ရပါပြီ။အဲတော့ mail store အနေနဲ့ဒီနည်းလေးတွေကိုကြားမယ်လို့ထင်ပါတယ်။အဲတော့ mail store အနေနဲ့ဒီ Photoshop နဲ့ပတ်သက်တဲ့သင်ခန်းစာတွေ Microsoft ပေါ့နော်။ကွန်ပျူတာနဲ့ပတ်သက်တဲ့သင်ခန်းစာတွေသိကျင်နေဆိုရင်အဲဒီကျွန်တော်ရဲ့ YouTube channel လေးကိုလည်း e subscribe လုပ်ပြီးတော့အားပေးနိုင်ပါတယ်။အဲတော့ဒီ YouTube uh, channel လေးမှာဆိုရင်လည်းကျွန်တော်အမြဲတမ်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ knowledge knowledge zone ပေါ့နော် knowledge zone knowledge zone by Hemiso ဆိုပြီးတော့ပေါ့နော်။ကျွန်တော်ဒီမှာ YouTube channel လေးတစ်ခုရှိပါတယ်။အဲဒီ YouTube ရဲ့ link လေးလေးကိုလည်းကျွန်တော်ဒီ Telegram မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ဖုန်းနဲ့ပတ်သက်တဲ့ဒီဖုန်းပေတွေ internet ဖြတ်တာအစားပေါ့နော်။ဖုန်းပေတွေ auto ဖြတ်တာအစားအဲဒီတိုင်းပါ packet မှာဝယ်ပေးတဲ့တခြားပိတ်တဲ့နည်းလေးရှိပါတယ်။ တော်ဒီအစုံလုံးအားလုံးကိုအစုံပြန်လည်မျက်ဝေပေးထားတယ် YouTube channel လေးဖြစ်ပါတယ်ခုမှ channel တလေးပေါ့နော်နောက်လေးစုံ by himiso ဆိုပြီးတော့ကျွန်တော်ရဲ့ YouTube channel မှာကြားရောက်ပြီးတော့ share ပြီးတော့ subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးခင်ဗျာမိတ်ဆွေတို့ဒီနေ့သိကြတဲ့သင်ခန်းစာတွေရှိရင်လည်းကျွန်တော်ရဲ့ဒီ video လေးမှာ comment လေးတွေတက်ခဲ့ပေးဖို့လိုပါတယ်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ